တရားဝင်ဆိုရင်တရားဝင်တရားဝင်လို့လို့မရဘူးလားလို့ကျွန်တော်အမြဲတမ်းပြောပါနေကြတယ်။အဲ့လိုဖိတ်ဆိုလိုက်တဲ့ခါကျတော့အချုံမို့လို့ထောင်လားတန်းနေကတော့၅တောင်ပြီးသွားတာ။ဒါငန်းစရိတ်ဒပလင်းက၂တောင်အနေနဲ့၆တောင်ပြီးသွားတာလို့ပစ္စည်းဈေးတက်ထားတယ်ပစ္စည်းတွေဝယ်မရပါဘူး။ပစ္စည်းပြက်လက်မအောင်စိုးရိမ်နေကြတာရှိတယ်။နေဆက်နဲ့လေးချောင်းကတဆင်သွင်းကုန်ပစ္စည်းတင်သွင်းမှုတွေကိုစီစစ်ကန့်သတ်မှုတွေကြောင့် ြည်ရင်းမှာကုန်ပစ္စည်းပြက်လက်မှုတွေနဲ့ဈေးနှုန်းမြင့်တက်လာနေပါတယ်။လက်ရှိအချိန်မှာတော့ပြည်ရင်းမှာနေထိုင်သူတွေဟာရှိတဲ့ပစ္စည်းအနည်းငယ်ကိုပဲဈေးကြီးကြီးပေးဝယ်သုံးစွဲနေကြရပါတယ်။မင်္ဂလာပါရှင်။မြန်မာနိုင်ငံတဝန်းကလူအခွင့်အရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ဒို့အတန်ပတ်စင် Pocket အစီအစဉ်ကလည်းကြိုဆိုပါရစေ။ဒီအစီအစဉ်ကို Foundation Hero တွေကအကူအညီပံ့ပိုးပေးထားတာပါ။ ီတစ်ပတ်အစီအစဉ်ကိုတော့ဒို့အတန်အဖွဲ့သားတွေကဆက်လက်တင်ဆက်ပေးသွားမှာပါ။ဆောင်းမအတွင်လုံခြုံရေးအခြေအနေတွေကြောင့်နာမည်တွေကို ပြောင်းလဲအသုံးပြုထားပါတယ်။ပစ္စည်းဈေးတက်ထားတယ်ပစ္စည်းတွေဝယ်မရပါမို့ကိုသုံးနေကြပစ္စည်းတွေစားတောက်ကုန်ပစ္စည်းတွေပစ္စည်းပြက်လက်မအောင်စိုးရိမ်နေကြတာရှိတယ်မဝင်းမော်ကရန်ကုန်မြို့မြောက်ကလာပါမြို့နယ်မှာနေထိုင်တဲ့အင်ရှင်မတအူးဖြစ်ပါတယ် သူကကုံစင်းနှုံးတွေတက်လာပြီးအခြေအနေတွေပိုဆိုးကုန်မှာကိုစိုးရိမ်ပူပန်နေပါတယ်အခုလက်ရှိဆိုလို့ချင်းသွားလိုက်စေးဆိုရင်ကိုသုံးနေကြသွားလိုက်စေးမရှိတာအခြားသွားလိုက်စေးပြောင်းသုံးတာတော့ပေါ့ဟိုအိမ်သုံးပစ္စည်းတွေမှာလည်းအဲ့လိုမျိုးပဲကိုသုံးနေကြပစ္စည်းတွေမရှိလို့တခြားဒစိုက်တွေပြောင်းသုံးနေရတာပေါ့အဲ့လိုမျိုးလေးလည်းရှိရင်သွင်းကုန်ပစ္စည်းတွေဈေးကြီးလာတာနဲ့အမျှအယောင်းစင်မှာရှိနေတဲ့အခြေခံကုန်ပစ္စည်းတချို့ကလည်းတဖြည်းဖြည်းနဲ့ပျောက်ကွဲကုန်ပါတယ်။ ဒီတွေကတော့အခုတလောကတော့ဈေးတက်နေတယ်မုတ်တွေကအစပေါ့ဟိုမှာဟိုယူရီးယားဟာထုတ်တယ်ဘေစကုတ်မုတ်တို့ဟိုပဲနိုလေးတွေဘာလေးတွေဆိုအကုန်ပေါ့တခြားမုတ်တွေရောပေါ့အကုန်လုံးတက်တာပဲယူရီးယားပစ္စည်းကတော့အလှကုန်ကြီးပါတယ်ပါတယ်တော့ပြောတယ်ပဲနိုဆိုလို့ရှိရင်လည်း၄000တဲ့ပစ္စည်းဆိုတော့အခုဆို9000ဖြစ်တယ်တကက်၄000အခု9000ဖြစ်တယ်နေပြည်တော်ဇဘူသီရီမြို့နယ်ကကုံစုံဆိုင်ပိုင်ရှင်မဆန်းຫນွေကပြောပြတာပါ အခုလိုဈေးနှုန်းတွေတက်လာတာကဩဂတ်စ်လနောက်ဆုံးပတ်လောက်တည်းကစပြီးတော့ဖြစ်နေတာလို့ဆိုပါတယ်။ဒီလိုပစ္စည်းပြက်လက်တာတွေကပို့ပြီးတော့ဆိုးလာတဲ့အပြင်တချို့ပစ္စည်းတွေဆိုရင် လိုသလောက်ဝယ်ယူလို့မရဘူးလို့ပြောပြပါတယ်။ဆိုင်နေရာတိုင်းလည်းမရအောင်ဆိုင်တိုင်းလည်းမရအောင်အရေးတွေဟိုစူပါမားကတ်တွေမှာဆိုရင်တော့အရေးတွေကန်တက်ထားတယ်တစ်ခုစီပေါ့အဲ့လိုမျိုး ပြီးခဲ့တဲ့ဩဂတ်လလယ်ပိုင်းလောက်ကစစ်ကော်မရှင်ဟာထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အဓိကကြတဲ့မြောက်ရီမဲဆောက်အမှတ်နှစ်ချစ်ကြည်ရေးတရားကိုပိတ်ခဲ့ပါဗါးအဲ့နောက်လေကြောင်းကနေတဆင့်လိုင်စင်မဲ့ကုန်ပစ္စည်းတွေစီးပွားဖြစ်တင်သွင်းမှုကိုလည်းစီစစ်တင်ကြပ်ခဲ့ပါဗါးဒီလိုစင်စစ်တင်ကြပ်မှုတွေကြောင့်ပြည်ရင်းမှာကုန်စည်ပြက်လက်မှုတွေနဲ့ကုန်စည်နှုန်းကြီးမြင့်မှုတွေကပိုပြီးတော့ဖြစ်လာနေတာပါပုံမှန်အားဖြင့်တနိုင်တပိုင်းကုန်စည်တင်သွင်းကြတဲ့လုပ်ငန်းရှင်တွေဟာ ရေချောင်းလေချောင်းထက်တဲယူပို့ဆောင်ကတက်တာတဲ့နေဆက်လမ်းကြောင်းကိုအသုံးပြုကြပါတယ်။ဒါပေမဲ့လည်း2023နောက်ပိုင်းကနေစပြီးနေဆက်လမ်းကြောင်းတွေမှာနည်းမြေအေးချမ်းမှုမရှိတာနဲ့စစ်ကော်မရှင်ရဲ့တရားမဝင်ကုန်သွယ်မှုနဲ့ပတ်သက်ပြီးစစ်စစ်တင်းကျပ်မှုတွေကြောင့်လုပ်ငန်းရှင်တွေဟာလေချောင်းကုန်သွယ်မှုကို ပို့ပြီးတော့အသုံးပြုလာကြပါတယ်။ လက်ရှိမှာတော့လေချောင်းကုန်သွယ်မှုနဲ့ပတ်သက်ပြီးစစ်ဆေးတင်းကျပ်တာတွေကြောင့်အဲကာကိုလုပ်ငန်းလုပ်ကိုင်နေသူတချို့ဟာစီးပွားဖြစ်ကုန်စည်အများအပြားတည်ယူပို့ဆောင်တာကိုယာယီရနာထားကြပြီးတော့ကီလိုအနည်းငယ်ပို့ဆောင်မှုတွေကိုသာဆောင်ရွက်နေကြပါတယ်။နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ New Light Cargo ကတော့ထိုင်းမြန်မာ စီးပွားရေးလုပ်ငန်းသုံး Commercial Cargo Flight တင်ပို့တာတွေကိုယာယီရနာထားကြောင်း August 23ရက်နေ့က အတိပေးထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံထုတ်ဖက်နက်တွေကိုရောင်းချနေတဲ့ရန်ကုန်ကအွန်လိုင်းဈေးတဲ့ကိုစီသူကလည်းလက်ရှိချိန်မှာသူ့ရဲ့လုပ်ငန်းတွေကိုလုံးဝရပ်ဆိုင်းထားရတယ်လို့ပြောပါတယ်။လုံခြုံရေးအခြေအနေတွေကြောင့်အတန်စားထိုးဖတ်ထားပါတယ်ရှင်။ထိုင်းရနေပြီးတော့ပစ္စည်းတွေတွင်လို့ရှိရင်စိုင်းတွေကနေတဆင့်ကောက်ကိုပို့တယ်။ ာဝေါ်ကနေတဆင်မှကျွန်တော်တို့စီကိုတဆင်ပို့ရပေါ့ပုံမှန်ဆိုကျွန်တော်စီကိုနှစ်ပတ်လောက်ကြာရင် ပစ္စည်းရရောက်တယ်ကျွန်တော်ဩဂတ်လထဲမှာထိုင်းရနေပြီးတော့ပစ္စည်းတွေမှားထားပြီးသားရှိတယ်ဒါပေမဲ့အခုမှားထားပြီးသားပစ္စည်းတွေကိုကျွန်တော်တို့ဘက်ကသယ်လို့မရအောင်အဲ့တော့ငွေတွေကလည်းမြုပ်နေတယ်အချိန်တွေကဘလောက်ကြာမှန်းမသိတာကြောင့်ပစ္စည်းတွေကိုထပ်မရောင်းရဲသေးဘူးလို့လဲကိုစီသူကဆိုပါတယ် စ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတော့ဩဂတ်လ12ရက်နေ့မှာပြုလုပ်တဲ့အစည်းအဝေးမှာနေဆက်ဒေသမှာရှိတဲ့လက်နက်ကင်ကျန်းဖက်သမားတွေဟာတရားမဝင်ကုံသွယ်မှုတွေကနေစက်ကြီးတွေရရှိနေတာကြောင့်တရားမဝင်ကုံသွယ်မှုတွေကိုထိတိယယောက်တိုက်ဖြတ်ရမယ်လို့ဆွဆွဲပြောဆိုထားပါတယ်။အဲဒီနောက်စစ်ကော်မရှင်ကတရားမဝင်ကုံသွယ်မှုတိုက်ဖြတ်ရေးဥဆောင်ကော်မတီကိုဖွဲ့စည်းထားပြီးတော့အဲဒီကော်မတီကိုဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်နေပါတယ်။ ကော်မတီကနေပြီးခဲ့တဲ့2022ခုနှစ်ကနေအခုနှစ်ဇွန်လအထိ3နှစ်နဲ့6လတာကာလအတွင်းတရားမဝင်ကုန်စည်များဖမ်းဆီးရရှိမှုပမာဏကျပ်660ဘီလီယံကျော်ရှိတယ်လို့သိရပါတယ်။စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေကတော့စစ်ကော်မရှင်ကအတွင်းကုန်လိုင်စင်တွေကိုလိုသလောက်မချပေးတဲ့အတွက်ကုန်ပစ္စည်းတွေကိုရရနီလန်းနဲ့တင်သွင်းနေရတယ်လို့ဆိုပါတယ်။ ဒီလိုအခြေအနေမှာစီမင်းစည်းကမ်းတွေကို တင်းကျပ်တာနဲ့ဖန်စီစစ်ဆေးမှုတွေလုပ်နေတာကအဆင်ပြေမှုမရှိဘူးလို့ပြောကြပါဗျ။စီးပွားရေးလိလာသုံးသက်သူဦးသက်စော်ကတရားမဝင်ကုန်စည်တွေကိုတရားဝင်ဖြစ်အောင်မလုပ်ဘဲစစ်ဆေးပိတ်ဆို့မှုတွေသာလုပ်နေတဲ့အတွက်ကုန်စည်နှုန်းတွေတက်သွားတာလို့ထောက်ပြပါဗျ။ တရားဝင်ဆိုရင်တရားဝင်တရားဝင်လို့လို့မရဘူးလားလို့ကျွန်တော်ငြင်းနေပြောပါလိမ့်ကကျွန်တော်တို့တရားဝင်ကုန်စီကိုတရားဝင်ကုန်စီဖြစ်အောင်လုပ်ပေးလိုက်ပါလားတိုင်းပြည်ကြီးသားကြီးဒီမှာလွတ်လပ်လပ်သုံးသွင်းနေအောင်လို့ဗျာအခုကအဲ့လိုပိတ်ဆို့လိုက်တဲ့ခါကျတော့အချုံတို့ထောင်ကားတန်းနေပြီးတော့9000ပြီသွားတာဆက်ငန်းပြေတပလင်းက2000နေပြီးတော့6000ပြီသွားတာလို့အဲ့ဒါကြီးကနောက်ဆုံးကျတော့စားသုံးမှုပဲခံရတာလေလက်ရှိအချိန်မှာစစ်ကော်မရှင်ဟာသူ့မူနဲ့သူသွားနေတာဖြစ်တာကြောင့်ထောက်ပြပြောဆိုဖို့ကလည်းမလွယ်ကူနေဘူးလို့ဦးသက်စော်ကပြောပါတယ် အခုလိုကုန်စည်တင်ဆောင်ခွင့်ကန့်သက်ထိန်းချုပ်တဲ့လှုပ်ဆောင်ချက်ဟာပြည်သူတွေပေါ်ကိုတက်ရောက်မှုတွေရှိနေပါတယ်။တွင်းကုန်ကန့်သက်ထားမှုတွေရဲ့နောက်တစ်ချက်ကတော့အခုနှစ်မေလမှာပြုလုပ်တဲ့ကုန်သွယ်မှုဆိုင်ရာအစည်းအဝေးတစ်ခုမှာစစ်ကော်မရှင်ရဲ့ကုန်သွယ်မှုနဲ့ကုန်စည်စည်းစင်းမှုများမှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမြတ်ထွန်းဦးကလက်ရှိဘဏ္ဍာနဲ့မှာကုန်သွယ်မှုပုံငွေရအောင်ဆောင်ရွက်မယ်လို့ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ဗန္နာနှစ်မှာနိုင်ငံအနေနဲ့ကုန်သွယ်မှုပုံငွေကျပ်2.3ဘီလီယံကျော်ရရှိခဲ့တာပါ။ဒါပေမဲ့လည်းပြီးခဲ့တဲ့နှစ်မှာကုန်သွယ်မှုပုံငွေပြခဲ့တာဟာပို့ကုန်တွေတိုးလာတာကြောင့်မဟုတ်ဘဲနဲ့သွင်းကုန်တွေရော့ကျလာတာကြောင့်ဖြစ်တယ်လို့လေလာသုံးသက်သူတွေကဆိုပါတယ်။စီးပွားရေးလေလာသုံးသက်သူဦးစိန်ထေကတော့နိုင်ငံမှာသွင်းကုန်တွေသွင်းဖို့ကလိုအပ်နေသေးတယ်လို့ပြောပြပါဗျ။တို့လိုကွန်ပျူတာတက်မှုလိုအပ်တဲ့နိုင်ငံကြတော့ဘာလို့မှမတွေ့ဘူး။ တိုင်းပြည်ကထုတ်လုပ်မှုအတွက်ခုနပြောတဲ့ကုန်စည်တွေကိုပို့ထုတ်လုပ်နိုင်အောင်တွန်းကုန်တွေအများဆုံးတွန်းမှာမဖွင့်မမဖွင့်မျိုးတာဒါကြောင့်မို့ trade balance ပါတွန်းကုန်ကများတဲ့သဘောရှိနော်တွန်းကုန်တွန်းကုန်များတဲ့မကောင်းမှုမဟုတ်ဘူးတွန်းကုန်မှာသုံးမျိုးရှိတယ်နော်ကုန်ကြမ်းပြန်တွန်းတာကုန်ကြမ်းဆိုတာဆက်ရုံအလုပ်ရုံတွေထုတ်လုပ်ဖို့အတွက်ကုန်ကြမ်းနေအဲ့ကုန်ကြမ်းတွန်းမှာကုန်ကြမ်းလျှော့သွင်းလို့ရှိရင်ကိုတို့လူမလုံနိုင်ဘာဖြစ်မလဲရေရှည်မှာသွားပြီပေါ့ production ကျတယ်ကွာ production ဘာဖြစ်လဲ export export ကျရတဲ့အတိုင်းပြွေးမှာပေါ့ဆင်းရတာပေါ့ င်ငံကုန်သွယ်မှုကိုကြည့်မယ်ဆိုရင် ပြင်းပြအားဖြင့်ပင်လယ်ရေကြောင်းကုန်သွယ်မှုက60ရာခိုင်နှုန်းရှိပြီးနယ်စပ်ကုန်သွယ်မှုက40ရာခိုင်နှုန်းရှိပါတယ်။ဒါပေမဲ့လည်းလက်ရှိအချိန်မှာတော့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအလုံးနီးပါးပိတ်ထားရတဲ့အခြေအနေမှာရှိနေတယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေကပြောပါတယ်။ ဒါကြောင့်လည်းနေဆက်ကုံသွေးရေးဂိတ်အများစုကိုလက်လွတ်ဆုံးရှုံးထားရတဲ့စစ်ကော်မရှင်ဟာပြီးခဲ့တဲ့ဂျွန်လကနေစပြီးတော့ရနောင်းကော့တောင်ရန်ကုန်ဆိုတဲ့ထိုင်းမြန်မာရေချောင်းကုံသွေးမှုကိုအသုံးပြုခဲ့ပါတယ်။ဒီလမ်းကြောင်းကိုတွင်းကုံလိုင်စင်ရှိတဲ့သူတွေကိုဦးစားပေးခွင့်ပြုပေးနေတာပါ။ဒါပေမဲ့လည်းပင်လယ်ရေချောင်းကုံသွေးမှုတွေက နယ်ဇက်ကုံသွယ်မှုထက်အဆင့်တွေပိုပြီးတော့ဖျက်ရတဲ့အတွက်ကုန်ကျစရိတ်တွေပိုများပြီးတော့လုပ်ငန်းရှင်တွေအတွက်အကျိုးအမြတ်ရနိုင်ခြေတွေပိုနေတယ်လို့စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေကပြောပြပါဗျ။တစ်ဖက်မှာလည်းစစ်ကော်မရှင်ကပြည်ရင်းကုံသွယ်မှုတွေကိုလည်းကန့်သက်ထိန်းချုပ်မှုတွေလုပ်ထားပါဗျ။အဲ့ဒီထဲမှာပဲခူးတိုင်းဒေသကြီးမွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီး ချင်းပြည်နယ်၊စကိုင်းတိုင်း၊မကွေးတိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကရင်ပြည်နယ်တွေစီကို ဆိုလာဆေဝါလူသုံးကုန်စားနေရိတ်ခါ73စီအပါဝင် ကုန်ပစ္စည်းအလုံးနီးပါးပို့ဆောင်ခွင့်နေတားမြစ်ထားတာပါ။ဒါအပြင်ပြည်ရင်းပါဆယ်ပို့လုပ်ငန်းတွေနဲ့အ мян ချောပို့လုပ်ငန်းတွေအလုံးလိုက်နာရမယ်စီမင်းစည်းကမ်းတွေကိုတတ်မှတ်ထုတ်ပြန်ထားပြီးတော့အဲဒီစီမင်းစည်းကမ်းတွေကိုမလိုက်နာရင်လုပ်ငန်းလိုင်စင်တွေပိတ်သိမ်းရပ်ဆိုင်မယ်လို့လည်းဒီလုပ်ငန်းတွေအလုံးကိုတရားဝင်ခေါ်ယူပြောဆိုထားတယ်လို့ခေတ်သစ်သတင်းဌာနကဩဂတ်လနောက်ဆုံးပတ်မှာဖော်ပြထားပါဗျ။ နေပြီးတော့ပြမနာမျိုးနယ်ကအင်ရှင်မမြင့်တန်းကတော့ပြည်သူတွေကအခုချိန်မှာဗတ်ပေါင်းစုံကနေစိုးရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရတာကြောင့်တာဝန်ရှိသူတွေအနေနဲ့ပြည်သူတွေကိုငြိမ်ချတဲ့လို့ညင်းညူပြောဆိုပါတယ်ပြည်သူတွေလည်းတော်တော်စိုးတွန်းနေတဲ့အနေအထားမှာကြုံတွေ့နေရပြီဆိုတော့ကိုယ်လှုပ်တလောက်ကိုယ်ရှာဖွေတလောက်ကိုမဆားရဘူးလို့ခံစားရတာပေါ့နော်ဆိုတော့ဒါလေးတွေကိုတော့လက် ကြည့်စေချင်တာပေါ့အောက်ရှေ့ကိုမြင်စေချင်တာပေါ့နော် တို့အတန်ရဲ့ဒီတစ်ပတ်အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နားဆင်သူတွေရဲ့လူမှုကွန်ရက်ပေါ်ကနေဝေဖန်အကြံပေးတာတွေကိုလည်းကြိုဆိုပါရစေ။လူအခွင့်အရေးဆောင်မတွေကိုနှစ်ပတ်တစ်ချိန်တင်ဆက်ပေးမှာဖြစ်လို့တို့အတန် page ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုပါရစေရှင်။ဒီအစီအစဉ်ကိုဂလူရှင်တွေရဲ့ကူညီမှုနဲ့ Foundation Hero Day ကပံ့ပိုးပေးထားတာဖြစ်ပါတယ်။တို့အတန်အတန်လွှင့်အစီအစဉ်ကို Frontier Myanmar website နဲ့ Facebook စာမျက်နှာအပြင်ဒို့အတန် Facebook စာမျက်နှာ SoundCloud YouTube iTunes Spotify နဲ့ Telegram တို့ကနေလည်းဝင်ရောက်နားဆင်နိုင်ပါတယ်။နောက်တစ်ပတ်မှာထုတ်လွှင့်မယ်ဒို့အတန် Podcast ကိုလည်းစောင့်မျှော်နားဆင်ပေးပါအောင်ရှင်။